လိမ်မပေးဆက်ဆန့်လို့ဆိုကမိန်ကလေးကိုတတ်ပြီးဘိုက်ခွဲကကလိစားတွေကိုထုတ်ပစ်ခဲ့တဲ့အမျိုးသားဖြစ်စဉ်ကတော့လေးလပိုင်26ရက်နေ့ကထိုင်းတည်နေမှာပေါ်ပြလာတယ်။ထိုင်းနိုင်ငံဖထရမြို့မှာရှိတဲ့ကွန်ဒိုတိုက်တစ်ခုရဲ့ဒုတိယထပ်မှာအသက်25နှစ်အရွယ်နောင်မီနာဆိုတဲ့မိန်ကလေးတူဘိုက်ခွဲခံရပြီးတိတ်ဆုံနေကြောင်းထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့ကအခင်းဖြစ်ခဲ့တဲ့ကွန်ဒိုတိုက်ခံကိုတွားရောက်စစ်ဆီးခဲ့ပါတယ်။ကွန်ဒိုတိုက်ခံရဲ့အင်တာထဲမှာတော့အသက်25နှစ်အရွယ်နောင်မီနာဆိုတဲ့မိန်ကလေးဟာ လေဘင်းကနေလင်းအင်းကအထီးအောင်ကိုခွဲခန့်ထားရပြီးသူမရဲ့ရင်သားနှစ်ဖက်မှာထည့်ထားတဲ့ဆီလီကွန်တွေဟာဆိုရင်လဲခွဲထုတ်ခန့်ထားရပါတယ်။နောက်ပြီးအခင်းဖြစ်ခဲ့တဲ့ကွန်တိုတိုင်းမှာတန့်ရှည်ရေလုံနေတဲ့အတော်ကြီးပြောပြတာကမနေ့တုန်းကညဆယ်နာရီအချိန်လောက်မှာတရက်ခန့်ဖြစ်သူတယောက်အမျိုးသားဟာသူ့နေထိုင်တဲ့အခန်းကိုမင်းကလေးတယောက်ခေါ်လာတာကိုတွေ့ခဲ့ရပြီးအိုင်နောက်ပိုင်းညနှစ်နာရီလောက်ကိုရောက်တော့သူနေထိုင်တဲ့အခန်းကနေအော်ဟစ်အကူညီတောင်းတဲ့အတန်မနစ်အနေငယ်လောက်ကြားလိုက်ရတယ်။အိုင်နောက်ပိုင်းမှာဘာအတန်မှမကြတော့ဘူး။ ดีลงในมณฑลคนนัในเหล่ากูยาวตัวแต่ยคันพิทูเตียวมิวตาหา လွယ်အိတ်တလုံးနဲ့သူနေထိုင်တဲ့အခန်းကနေဆင်းလာတာကိုတွေ့ခဲ့ရတယ်။အိုင်နောက်ပိုင်းမှာသူမလည်းမတင်လာတာကြောင့်ကွန်ဒိုတိုက်ရဲတာဝန်ရှိသူတွေကိုပြောပြပြီးအခန်းထဲကိုသွားကြည့်ကြည့်တော့တရခန့်ဖြစ်သူတရုတ်အမျိုးသားနဲ့လိုက်လာတဲ့မိန်းကလေးဟာရေချိုးခန်းထဲမှာဗိုက်ခွဲခံရပြီးတေဆုံနေတာကိုတွေ့ခဲ့ရတာဖြစ်တယ်လို့အခင်းဖြစ်ခဲ့တဲ့ကွန်ဒိုတိုင်းမှာတန့်ရှင်ရေးလုပ်တဲ့အတော်ကြီးမှပြောပြပါရယ်အိုင်နောက်ပိုင်းမှာတော့သက်ဆိုင်ရာတွေရောက်လာပြီးတည်ဆုံသွားတဲ့မိန်းကလေးရဲ့အလောင်းကိုစစ်ဆေးကြည့်တော့တည်ရတာကတည်ဆုံသွားသူဟာ LGBT တယောက်ဖြစ်ပြီး မိုင်းအင်ကပြောင်းလဲထားသူတို့ဖြစ်တယ်လို့သိရပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းတတင်းမှပြောတာကတော့အခင်းဖြစ်ခဲ့တဲ့အခံကိုဒီမတိုင်ခင်အရင်မှတရုတ်အမျိုးသားတအူမှာ9ရက်တပတ်ငားရန်ခဲ့ပြီးအိုင်နောက်ပိုင်းမှာလိန်ဖြောပြေးဖို့အတွက်တည်ဆုံသွားတဲ့အသက်25နှစ်အရွယ်နောင်မီနာဆိုတဲ့လိန်ပြောင်းထားတဲ့မိန်းကလေးကိုပတ်ရှိထောင်နဲ့ငားရန်ခဲ့တယ်။ဒီလိုနဲ့ပြီးခဲ့တဲ့25ရက်နေ့ည7နာရီခွဲအချိန်ကိုရောက်တော့တရခံဖြစ်သူဟာသူနေထိုင်တဲ့ကွန်ဒိုတိုင်းနာမှာရှိတဲ့စတိုးဆိုင်တစ်ခုမှာကက်ကြီးနဲ့ပြည့်စီထဲတဲ့အိတ်တလုံးသွားဝဲခဲ့ပြီး ည10နာရီမိနစ်20အချိန်လောက်ကိုရောက်တော့ဆုံးသွားတဲ့နောင်မီနာဆိုတဲ့မိန်ကလေးကိုသွားခေါ်ခဲ့တယ်။အိုင်နောက်ပိုင်းမှာနောင်မီနာကွန်ဒိုကနေပြန်ထွက်လာတာကိုမတွေ့ရတော့ဘူး။ ဒီလိုနဲ့မနက်ခွန်းနှနာရီလောက်ကိုရောက်တော့တရက်ခံဖြစ်သူတရုံအမျိုးသားဟာသူနေထိုင်တဲ့ကွန်ဒိုတိုက်ခံထဲကနေဘဲအိတ်တလုံးလွယ်ကထွက်လာခဲ့ပြီးအိုင်နောက်ပိုင်းမှာတော့ဖထရမျိုးကာဝင်းကိုသွားကာအိုက်ကနေတစင်လေးရင်ဝင်းကိုသွားပြီးထိုင်းနိုင်ငံကနေထွက်ပြေးဖို့အတွက်လက်မှတ်ဝယ်ပြီးထိုင်ဆောင်နေတဲ့အချိန်မှာပဲထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်ပါတယ်ဒီလိုနဲ့ထိုင်ရဲတပ်ဖွဲ့မှတရက်ခံဖြစ်သူတရုတ်အမျိုးသားကိုအမှုနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့တရက်ခံဖြစ်သူအသက်၄၂နှစ်အရွယ်တရုတ်အမျိုးသားပြောတာက ဒီမတိုင်ခင်အရင်မှာတေးဆုံးသူနဲ့တရက်ခန်နဲ့ဟာဖတ်ထရမျိုးကကန်းချီတစ်ခုမှတွေးဆုံခဲ့ကြပြီးအိုင်နောက်ပိုင်းမှာတရက်ခန်ဖြစ်သူကတေးဆုံးသွားတဲ့နောင်မီနာဆိုသူကိုလိန်ဖြော်ပြေးဖို့အတွက်ဘတ်ရှိထောင်းနဲ့ငှားခဲ့ပြီး25ရက်နေညာကသူနေထိုင်တဲ့ကွန်ဒိုတိုက်ခန်ကိုခေါ်လာခဲ့တဲ့ကွန်ဒိုတိုက်ခန်ကိုရောက်ပြီးနောက်ပိုင်းမှာတေးဆုံးသူဟာရီချိုးခဲ့ပြီးရီချိုးကန်းနဲ့ကထွက်လာတော့တရက်ခန်ဖြစ်သူဟာတေးဆုံးသွားတဲ့နောင်မီနာကိုလိန်ဖြော်ပြေးကဘတ်ရှိထောင်းပေးခဲ့တယ်ဒီလိုနဲ့နောင်မီနာကအိုက်ပစက်နေကိုယူခဲ့ပြီးစိတ်ပြောင်းကလိန်ဆက်ဆက်မှုညင်းဆို့ခဲ့တာကြောင့် နှစ်ဦးသားစကားများခဲ့ကြပြီးတရက်ခန့်ဖြည့်သူတရုတ်အမျိုးသားကနောင်မီနာရဲ့မျက်နှာကိုအဆက်မပြတ်ထိုးတဲ့ပြီးတော့လက်ဘင်းကိုညှစ်တဲ့လက်ဘင်းညှစ်နေတဲ့အချိန်မှာနောင်မီနာကတရက်ခန့်ကိုကန်ခဲတာကြောင့်တရက်ခန့်ဖြည့်သူဂရင်မော်ကပြုတ်ကျသွားတယ်ပြီးတော့ဂရင်မော်ကိုပြန်တက်လာပြီးနောင်မီနာရဲ့လက်ဘင်းကိုဒူးနေထောက်ခါ ထိုးကျိတ်ခဲ့တာကြောင့်နောင်မီနာသတိလဲသွားခဲ့ပါတယ်။သတိလဲသွားတဲ့အခါမှာတော့အင်တာရဲကိုဆွဲခေါ်သွားကသူ့ဝေလာတဲ့ကက်ကြီးနဲ့နောင်မီနာဆိုတဲ့လိန်ပြောင်းထားတဲ့မိန်ကလေးရဲ့လပင်ကနေလင်းအင်္ကာထီအောင်ကိုခွဲခဲ့ပြီးအထဲမှာရှိတဲ့နှလုံးနဲ့အဆုပ်ကိုယူထုတ်ခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့ရင်သားနှစ်ဖက်မှာထည့်ထားတဲ့ဆီလီကွန်တွေကိုလည်းခွဲထုတ်ပြီးကင်ကစားခဲ့ပါတယ်။နောက်ပြီးတရားခံဖြစ်သူပြောတာက သူအခုလိုလောက်တာဟာသူကြည့်ခဲ့ဖူးတဲ့လူသက်ကားထဲကလို့ ဘိုက်ခွေလိုက်ရင် အထဲမှာအသေးလေးနှလုံးလေးဟာရုပ်ရှင်ထဲမှာပါတဲ့ဟာနဲ့တူလားဆိုတာကိုသိချင်းလို့အခုလို့လောက်ခဲတာဖြစ်တယ်လို့တရက်ခံဖြစ်သူ အသက်42နှစ်အရွယ်တရုတ်အမျိုးသားမှထိုင်းရဲတပ်ဖွဲ့ကိုပြောပါရယ်။နောက်ပြီးထိုင်းရဲတပ်ဖွဲ့ပြောတာကတရက်ခန့်ဖြစ်သူဟာအမှုနဲ့ပတ်သက်ပြီးအမှန်ထွက်ဆိုတာမျိုးမရှိသေးပဲလိမ့်လေဖြေချခဲ့တယ်လို့ဆိုထားပြီးထိုင်းသတင်းမှပြောတာကတော့တေဆုံသွားတဲ့နောင်မီနာရဲ့ကလီဇာတချို့ဟာပျောက်ဆုံးနေတာကြောင့်တရက်ခန့်ဖြစ်သူတရုတ်အမျိုးသားဟာကလီဇာတွေကိုတရားမဝင်ရောင်းဝယ်မှုပြုလုပ်ဖို့အတွက်အခုလိုပြင်းမှုကျူးလွန်ခဲ့တာလားဆိုတာကိုဆက်လက်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါရယ်။